အခုလိုအကြောင်းရင်းတွေကြောင့်လွတ်လန်းမမြင်မဲမြန်မာပြည်မှာနေရတော့မဲ့တမီးစုရဲ့နောက်ဆုံးအခြေအနေပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နောက်ဆုံးရသတင်းသဘောက်အကြောင်းကိုပြပြပေးချင်တာပါအဲ့ဒါကတော့ online ပေါ်မှာဘယင်မတဆူလို့ဇကလုံးတွေနဲ့လူတွေကိုဝေဖန်ခဲ့တဲ့ Facebook ဇာတ်လေးတမီးစုတယောက်မြန်မာပြည်ကနေထွက်ပြေးဖို့စ조사ရင်းနဲ့လေးစိမ့်မှာရုပ်ရှင်ဆက်ဆက်အဖမ်းခံလိုက်ရပြီးရဲ့နောက်သူမရဲ့နောက်ဆုံးအခြေအနေတွေပဲဖြစ်ပါတယ် တမီးစိုးဘာဇက်ဖြစ်မှလဲလွတ်လန်းရရှိသေးရဲ့လားထောင်ဘလောက်ကျနိုင်လဲဆိုတဲ့မိကွန်းတွေကလူတိုင်းရဲ့စိတ်ထဲမှာသိကျင်နေမှာပါသမီးစိုးမြမပြည်ကိုပြန်ရောက်နေတဲ့အချိန်မှာအီတင်ကိုကတချိန်ကသူမပေါ်မှာပုံကိုရေးအရာတိတ်ခါကြဆင်းအောင်တိုက်ခိုက်ခဲ့တာတွေအတွက်ပြင်ဦးလင်ရဲစခန်းမှာတရားဝင်အမှုဖြင့်တိုင်ကြားခဲ့ပါတယ်။ဒီအမှုကြောင့်ပဲအချိန်နေမကောင်းတော့ဘူးဆိုတာကိုရိပ်မိသွားတဲ့သမီးစိုးကနောက်ဆုံးမှာတော့နိုင်ငံသားကိုအမြန်ဆုံးပြန်လဲထွက်ပြေးဖို့ကြံစီခဲ့ပါတယ်။ သူမရဲ့အစီအစဉ်ကတော်တော်လေးကိုတည်တတ်ပါတယ်။ဘသူမှမရှိမိအောင်ရုပ်ဖြတ်ပြီးတော့မနဲ့အစောကြီးမြမအပြီပြီးဆိုင်ရာလေးကြောင်းလိုင်း MAI နဲ့ထိုင်းနိုင်ငံကိုထွက်ခွာဖို့တဲ့စီစဉ်ခဲ့ရပါ။လေရင်ပေါ်ရောက်ပြီးကိုထန်ကုန်နေရာယူပြီးတဲ့ချိန်မှာသူမအနေနဲ့အရာအလုံးအောင်မြင်ပြီးလွတ်မြောက်ပြီးလိုချင်တဲ့ပေါ်ပျော်ရွှင်နေခဲ့ပါတယ်။ ဒါပေမဲ့မတရားမှုဆိုတာရှောင်ကွင်းလို့မရပါဘူး။မျက်မြင်သက်သေတွေရဲ့ပြောစကားနဲ့သတင်းအင်တွေအရဆိုရင်လေရင်တက်ဖို့အဆင်သင့်ဖြစ်နေချိန်မှာပဲ။တက်ဆိုင်ရာရဲတက်ဖွဲ့ဝင်တွေကလေရင်ပေါ်ထိတက်လာပြီးတော့တမီးစိုးရဲ့နာမည်အပြည့်စုံနဲ့ခုံနံပါတ်အတီးချခေါ်ကခရီးတွေအားလုံးရဲ့ရှေ့မှာပဲဖမ်းဆီးထိန်းသိမ်းပြီးလေရင်ပေါ်ကနေဆွဲချခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။အဖမ်းခံရချိန်မှာတော့သူမရဲ့မျက်နှာဟာညှိုးငယ်နေပြီးတုံ့လုံနေခဲ့ရကိုတွေ့ခဲ့ရတယ်လို့ပြောကြပါတယ်။ အရင်နောက်မှာတော့သူမကိုမင်္ဂလာတော်ရဲစခန်းမှာချုပ်နှောင်ပြီးတော့စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီနေရာမှာအလုံးကိုအင်အားသင်းစီမဲ့အချက်ကတော့သမီးစိုးရင်ဆိုင်နေရတာအေတင်ကိုရဲ့အမှုတစ်ခုတည်းမဟုတ်တော့ဘူးဆိုတာပါပဲ။ဒါဟာသူမတို့တကယ်ကိုလွန်လန်းမမြင်တော့တဲ့အခြေအနေဇိုးကြီးတစ်ခုပါ။ကျမတို့နောက်ဆုံးရရှိထားတဲ့သတင်းတွေအရဆိုရင်သူမပေါ်မှာတရားစွဲဆိုဖို့တိုင်ကြားထားတဲ့အမှုပေါင်းကအနည်းဆုံး20ကျော်ရှိနေရဖြစ်ပါတယ်။ ဒီအမှုတွေအလုံးကတချင်ကသူမလိုင်းလွင့်ပြီးတော့အွန်လိုင်းပေါ်ကနေလူပုဂ္ဂိုလ်အသီးသီးကိုနာမည်တက်ပြီးဂုံတိတ်ခါညှို့နှဲ့အောင်အရှိန်ရအောင်ပြောဆိုတိုက်ခိုက်ခဲ့တာတွေအတွက်တခြားသူတွေကတရားစွဲဆိုထားတဲ့အမှုတွေဖြစ်ပါတယ်တချင်ကသူမကပေါ့ပေါ့လေးသဘောထားပြီးပြောချလိုက်တဲ့စကားလုံးတိုင်းကအခုချိန်မှာတော့သူ့ရဲ့ခြေလက်လေပင်တွေကိုရပ်ပတ်နှောက်ဖွဲလိုက်တဲ့ဥပဒေရာကျိုးခွင်းတွေဖြစ်လာခဲ့ပါပြီ။ နောက်ထပ်အရေးကြီးတဲ့အချက်ကတော့သမီးစိုးဟာအမေရိကန်နိုင်ငံသားဖြစ်တယ်ဆိုပြီးအားကိုးလို့မရတော့ပါဘူး။ပြည်မှုကျွလွန်ခဲ့တယ်လို့ဆွဆွဲခံရတဲ့နေရာကမြန်မာနိုင်ငံအပိုင်းနဲ့ထင်းမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့တရားဥပဒေအရပဲအမှုအလုံးကိုရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီးအမှုတွေမပြေပြတ်မချင်းနိုင်ငံကနေထွက်ခွာခွင့်ရမှာမဟုတ်ပါဘူး။ဥပဒေပညာရှင်အချို့ရဲ့သုံးသပ်ချက်တွေအရဆိုရင်ဒီမှာရင်ဆိုင်နေရတဲ့အမှုတစ်ခုချင်းစီအတွက်ပြစ်ဒဏ်တွေကိုတိကျစီချမှတ်ပြီးတော့အလုံးကိုစုပေါင်းကြခံမယ်ဆိုရင် ထောင်တန်ကနှစ်ပေါင်းများစွာဖြစ်နိုင်သွားတယ်လို့ဆိုပါတယ်။တချို့တွေကတော့အမှုအလုံးပေါင်းလိုက်ရင်ထောင်တန်အနှစ်30လောက်ထိတောင်ဖြစ်သွားနိုင်တယ်လို့မှန်းဆကြတာပေါ့။ဒါကတရားရုံးရဲ့အဆုံးဖြတ်ပေါ်မှာလည်းမူတည်ပါတယ်။ဒါပေမဲ့အခြေအနေကတော့တကယ်တင်းမာပါတယ်။လွန်လန်းမမြင်တော့တဲ့သူမရဲ့အခြေအနေအတွက်အလုံးကတော့စိတ်မကောင်းဖြစ်နေကြတာပါ။ ဘာပဲဖြစ်ဖြစ်တချိန်ကငါကနိုင်ငံခြားသူငါကဘယ်သူမှပါမလုံးလို့မရဘူးဆိုတဲ့မာနာတရားနဲ့အွန်လိုင်းပေါ်မှာပိုကြနေခဲ့တဲ့တမိစိုးတရားအခုတော့ဒီမရဲ့လောက်ရတဲ့အတွက်တကယ်လက်တွေ့ဘဝမှာတရားဥပဒေရဲ့စီရင်မှုတွေကိုခံစားရပြီဖြစ်ပါတယ်ပြိသက်ကြီးလို့ရောဒီအချိန်ဒီပေါ်မှာဘယ်လိုမြင်မိပါသလဲတမိစိုးရဲ့ကံကြမ္မာဘယ်လိုဆက်ဖြစ်သွားမယ်လို့ထင်ပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်